သိုးအကောင်နှမျိုးပေါင်းတွေ့ချောင်းလောကရံလောကရံ108ပါးမှာတခါတလေသုံးမကုံနိုင်အောင်စီးစဉ်ဥစ္စာတွေပေါများတဲ့အခါတွေဆိုတာရှိတတ်တာပါပဲတခါတလေကြတော့လည်းပဲကုန်းကောက်เสียမရှိတော့အောင်စင်ရဲသွားတတ်တဲ့အချိန်တွေဆိုတာလည်း ရှိတယ်တာဟာလောကရန်นี่ပဲတဲ့နောက်တစ်ခုရာတော့အရာတော့တဲ့ချွေရန်ပေါင်းသင်းနေပေါ်များတဲ့အချိန်တခါတလေမှာအချွေရန်နေတယောက်မှမရှိပဲနဲ့လုံးလီဖြစ်နေတဲ့အချိန်လည်းရှိတယ်တခါတလေတော်လိုက်တာတော်လိုက်တာလို့အများက ဝိုင်းဝန်းလက်ခုပ်တီးချီးမွမ်းကြပေမဲ့ တခါတလေမှာကဲ့ရဲ့ရှုံချကြတယ်တဲ့ဒါဟာလဲလောကဓာတ်တရားတွေပါပဲတခါတလေမှာချမ်းချမ်းသာသာတခါတလေမှာတော့စင်စင်ရဲ့ရဲ့နဲ့ပေါ့အဲ့လိုအစိုးကောင်းနှမျိုးပေါင်းတွေ့နေတာဟာလောကဓာတ်တရားပဲအကောင်းကြုံကပြုံးပြော်ရဆိုးကဒုက္ခခံ ကောင်းတဲ့လောကရန်နေကျုံလာပြီဆိုလို့ရှိရင်လောကရန်လို့ကို မထင်မဲနဲ့တို့တွေဟာပြုံးလိုက်ပျော်လိုက်နေပေါ့အစိုးလောကရန်နေကျုံလာပြီဆိုလို့ရှိရင်တော့အော်ငါမဖြစ်ရလေခြင်းဆိုပြီးအကြီးကျယ်ဒုက္ခရောက်ကြတော့တယ်ဒီလိုအကောင်းလောကရန်အစိုးလောကရန်တွေကိုတိခဏနိုင်ကချမ်းသာရဘဝလောကရန် ဒီလောကန်တရား၈ပါးကိုတီးခံကြရမယ်တဲ့။ကောင်းလောကန်နဲ့တွေ့ကြုံရင်လည်းပဲမာနတွေမတမီအောင်။အဆိုးလောကန်နဲ့တွေ့ကြုံရင်လည်းပဲတောကတွေမဖြစ်မိအောင်တီးခံကြရမယ်။ဘဝထဲမှာနေတဲ့ပုံကိုယ်တိုင်းဟာလောကန်တရား၈ပါးကိုကြုံတွေ့နေကြရအောင်ပါပဲ။ ဒါလေးကိုငါတို့ရဲ့မြတ်ဗုဒ္ဓကဗျာကိုရေးဆက်ခဲ့တဲ့ဆရာတော်အရှင်သာကရအကြောင်းကနေပြီးတော့အစိုးအကောင်နှမျိုးပေါင်းတွေ့ကြောင်းလောကရန်အကောင်းကြုံကပြုံးပျော်ရစိုးကဒုက္ခခံတီးခံနိုင်က ချမ်းသာရဘဝလောကရန်ဆိုပြီးတော့တန်ပေါက်ကလေးရေးဆက်ထားတာဖြစ်ပါတယ်